သတ္တဟာမျိုးစိနဲ့အလတ္တတူတယ်ဘယ်လိုတူတော့မျိုးစိလေးကတဲ့တပြိုင်နဲ့အလုံးနှလုံးကိုလုံးတယ်တဲ့ကဲခေါင်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဿတူစဉ်းစားကြည့်မျိုးစိလေးကအလုံးနှလုံးလုံးတယ်ဆိုတာဘာပြောတာတော့မျိုးစိလေးတစ်စိကို ဆိုပါစို့တရက်စိလေးကိုမြေထဲမှာချပြီးတော့စိုက်လိုက်မယ်ဆိုရင်အဲ့ဒီမျိုးစိကအလုံးနှစ်ခုလုံးတယ်ဘာတော့ဆိုရင် အောက်ကိုအမြင့်သက်ဆင်းခြင်းဆိုတာဟောဒီအစေကဖြစ်တာအပေါ်မှာအညွန့်အညောက်ကလေးတက်လာခြင်းဆိုတာရဲ့တခု အောက်ကိုအမြင့်ဆင်းတာကတခုအပေါ်ကိုအညွန့်တက်လာတာကတခုဟောဒီနှစ်ခုလုတ်တယ်ဒါမျိုးစေ့ကဖြစ်တဲ့အလုတ်တခုအေထုတ်တူပဲသရတရားဆိုတာလည်းမျိုးစေ့နဲ့အလားတရံတူတယ်တဲ့သရတရားရှိလာပြီဆိုလို့ရှိရင်ကိုချင်းတရားလည်းကောင်းလာတယ်အဲ့ဒီပုံကကိုချင်းတရားအမြင့်နဲ့အလားတရံတူတယ် အဲ့ဒီကိုချင်းတရားဘက်ကလည်းပဲကောင်းလာတယ်ကိုချင်းတရားကောင်းရုံနဲ့မကဘူးတမထချင်းစင်တို့ဘာဝနာဝိပဿနာချင်းစင်တို့ဆိုတာတွေလည်းပဲကျင့်လာတယ်တရားတရားကောင်းတယ်ဩသီလဆိုတဲ့အမြင့်ကလေးဆင်းလာပြီးတော့တမထဝိပဿနာဘာဝနာဆိုတဲ့အညွန့်ကလေးတွေတက်လာတာဟာတရားတရားကြောင့်ဖြစ်တာတဲ့ဒါကြောင့်မို့တတ္တဟာမျိုးစင်းနဲ့အလားတူတူပါတယ်လို့စပ္ပိကျမ်းကမှာနားလည်အောင်ဒီလိုထုတ်ဖို့ဟောထားတာနော်